မင်္ဂလာပါဒီနေ့ရတော့ဖြစ်ကျွန်တော်တို့သွားမဲ့နေရာလေးကသူ့အဆုံးခဲလေးထွက်တဲ့နေရာထညာထညာထညာခဲထွက်တဲ့နေရာတောင်စင်းရောင်သွားမှာဖြစ်ပါတယ်ဓမ္မပြည့်ရဲ့ထညာအပေါ်ဆုံးထညာထွက်လို့ရနေရာပေါ့တောင်စင်းကျောင်းပေါ်ညောင်ဦးလမ်းရဲ့ကြားမှာရှိတဲ့တောင်စင်းရောင်သွားမှာဖြစ်ပါတယ် โอ้ yes ไม่เดี๋ยวนะสปีดเนี่ยโอเคด้านตัวยောက်ပါบีเปียแม่แม่จะเป็นเนี่ยโหบลูเปียๆปั่วดาปั่วดาเว้ยงาแล้วดูๆเว้ยแกป้ายแท้แกตัวนี้เนี่ยป้ายแท้เนี่ยยောက်ပါบีเปีย ကျော်ဘရောင်းအနေဆိုရင်တော့ဘယ်လောက်နေရတော့တနာ45မိနစ်2နာရီလောက်တော့နေရတော့ပေါ့ကဲပိုင်ထမ်းတဲ့ပါဗျာကြည့်ကြပါဒါဒါလေးလူခေါ်ပဲလေအဲမောင်မောင်ဆိုကြည့်လေလူခေါ်ရတာတန်းရေချိုထိုင်ရေချိုဒီအိုးလေးက ဒီ OD size 2000 1လီတာပါတယ်တလီတာဆန္ဒဟိုမြူတွေနဲ့မြူတွေနဲ့ဟိုအထက်သမားကြီးကဒီထဲကိုလာပို့ပါရဲ့ထိုင်းရင်ကျူပိုင်ထန်းထဲမှာရပါတယ်ထိုင်းရင်ကျူဒါဒီဒီအိုးလေးက2000ကျက်တယ်ဒီမှာလေးထိုင်းရင်ကျူဒီမှာကြီးကြီးနေတာလေ ီတောက်ဖြီတောက်ရှင်းထန်းကြီးချိုလေးထန်းကြီးချိုပြမယ်เนาะကဲထက်အဲအဲ့ဒါတဘာဝထန်းကြီးချိုအခုမနိုင်လေးတင်လာပို့ပါလားကျွန်တော်တို့အခုထိုင်နေတုန်းလေးတင်ဟိုထတ်တတ်သမားကြီးကလေမြူတွေကိုလေဟိုထန်းထန်းမြူတွေကိုအရှိအရှိအိုးနောက်အိုးနဲ့လေထန်းဆိုင်နဲ့လာပို့ပါလားအခုတောက်ကြီးကတော်တော်ကောင်းတယ်ချိုးနာပဲတဘာဝတဘာဝထန်းကြီးကဲ how do you feel about natural thai တ်ထွဲနတ်ထွဲတန်းရည်တယ်အင်္ဂလိပ်လူတွေရောရောကုန်ပြီတောက်လိုက်ပါအဲကိုခွက်လေးလိုက်တော့ခွက်ခွက်ကလေးထိုင်ရည်ထဲတဲ့ခွက်ကလေးလိုက်တော့ပူလောက်အောင်ဟောခွက်ကနည်းနည်းနောက်နေ ဒီတဘာဝထိုင်းရင်လေးတွေကလေကျွန်တော်ထင်တာတော့မင်းညတော့ကသူတို့အဲ့လိုမြူနဲ့ဟိုထက်မြင်ပေါ်မှာခံထားပြီးတော့အခုမနှခင်ချတာလားမသိဘူးချူတယ်ပြချူတာကဘယ်လိုကောင်းလဲထညာကြီးလိုချူရလဲမဟုတ်ဘူးဂျားလိုချူရလဲမဟုတ်ဘူးကောင်းတယ်နာနာပြီးထိုင်းရင်နဲ့မှုမှုလေးပေါ့နော်ကျွန်တော်အညာမှာဆိုမှထန်ရွက်နန့်အဲ့လိုအခုချိန်တော့ထန်ရွက်အတက်နန့်လေးရရတယ်အဲ့လိုမျိုးပေါ့ဟုတ်လဲအဲ့လိုအနံ့မျိုးလေးနေရတယ် ဟမ်ဟိုရေးတော့ပါလားကျွန်တော်ပိုင်ထန်းထဲမှာဆိုလို့ရှိရင်ဒီမြမလက်မှုမြမလက်မှုနဲ့ဟိုရက်လောက်ထားတဲ့တောင်းလေချင်းနေအုတ်ထုတ်တွေနှီးနေပေါ့ဗျာဝါးနဲ့ဝါးနဲ့ပြုတ်ထားတဲ့ဟာပေါ့မြမလက်မှုကိုဒီဝါးနဲ့ပြုတ်ထားတဲ့ချင်းတို့တောင်းတို့ဂလထိုင်းတို့အများကြီးပဲဒါလေးကျွန်တော်ရိုက်ပြမယ်နော် ါဆိုတောင်းလေးတွေအဲဒါစကားကောင်းစကားကောင်းလေးတွေအဲ့ဒီကဖာလေးတွေပေါ့နောက်ရက်တောင်းတွေနောက်ဒါလေးတွေဟိုလေးခေါင်းခေါင်းလေးတွေခေါင်းခေါင်းလေး ချင်းလောက်ပိုက်ကြောချင်းတို့ဝိုင်းချင်းတို့ခက်တယ်ဟာလေဝလာကလိုင်းလေးတွေတော့ကြည့်ရတာဟိုကဘာလဲဟိုရှန်ရှန်ရှန်ရိုးရပလိုင်းလေးနဲ့ခက်ဆင်ဆင်တူတူချာချာတော့မသိဘူးပေါ့ဗျအဲ့နည်းနည်းတူတူတူတယ်ပေါ့ဒါလေးတွေ อืมถ้าจะขมောက်ดิအဲဒါလေးဆိုလို့ရှင်ရှမ်းခမောက်ရှမ်းရှမ်းပြည်ရခမောက်လေးနဲ့ခက်ဆင်စင်နေကြလေအကောင်လုံးကတော့ညီမလက်မှုပညာနဲ့လုပ်ထားတဲ့ဟာလေးကြီးပဲ ဒါစကောစကာဒါစကာလေးစကာအစိတ်ပေါ့ဒါစကာအစိတ်ဒါစကာအကျဲ ။အဲပိုင်ထိုင်ထဲမှာရှိတဲ့အဲဟိုပါဒီဒေတာထွက်ပစ္စည်းတွေရောင်းတဲ့အတန်းလင်းဖြစ်ပါတယ်။အဲအဒီမှာဆိုလို့ရှိရင်ဒေတာထွက်မကြီးနဲ့ပတ်သက်ရတဲ့ရှိတယ်။ထညက်တွေရှိတယ်။ဂျင်းနဲ့လိုရတဲ့ဂျင်းထညက်တွေရှိတယ်။မကြီးနဲ့လိုရတဲ့မကြီးထညက်တွေရှိတယ်။နောက်ဟိုဟွာတွေရှိသေးရဲ့နောက်ပါလဲ။အဲပုံရည်ဟိုရဟွာထွက်တဲ့ပုံရည်ညောင်ညောင်မျိုးဘက်ကထွက်တဲ့ပုံရည်တွေရှိတယ်။ ငှက်လေးတွေကိုဒါနချထားတာပေါ့ဒါလေးကတော့ဘိုင်ထန်းတဲ့စေတနာပေါ့ဒါကြောင့်ဒေသထွက်အစားအစာတွေမကြီးထညာအုံထညာမကြီးတော်ဖီအဲအဲ့လိုမျိုးဖလိပ်ပြားလေးလည်းထွက်တယ်ဒီမှာ ါလေးတော့အမီးစားအမီးစားဖို့ပေးထားတဲ့ဟာလေးအမီးအမီးစားဖို့အများကြီးပဲကြွေးတာတယ်ပိုင်ထန်းနေရတော်တော်စေတနာကောင်းတယ်။ပိုင်ပိုင်ဒီဇိုင်းနဲ့တော်တော်ဇီထညက် ဒါလည်းပိုင်းတစိမ့်နဲ့ထွက်တာပဲပိုင်းနဲ့ထန်းဂျင်းဂျင်းထညက်ခုကျွန်တော်တို့ပိုင်းထန်းတွေကနေပြန်ထွက်လာပြီဖြစ်ပါတယ်ပိုင်းထန်းတွေကနေကျွန်တော်မနေ့ကတော့လာတဲ့လမ်းတိုင်းကြော်ရောင်းမျိုးပြန်မယ်ကမန်းကျင်းနှစ်နာရီလောက်တော့နေရမှာဖြစ်ပါတယ်အချိန်အပြည့်ကမနေ့ပထိုင်တို့ပါရင်၈နာရီ၈နာရီ၅မိနစ် ါကျွန်တော်တို့ရဲ့စီတော်မျက်နှာကောင်ဒီဘက်ကအဖြူလေးရဒူလေးရဘိန်းဟိုဘက်က29ကကျွန်တော်ဘိန်းကဲကျွန်တော်တို့ပြန်လာပါပြီအခုကျွန်တော်တို့မနက်ဆွမ်းတော်ထွက်ခဲ့တာတော့ဟိုဘက်9နာရီမဟုတ်ဆိုပြီးပြောတာလွဲသွားတော့9နာရီ15ထွက်ခဲ့တာအခု17နာရီ15ကျောက်ရောင်းမြို့ပြန်ရောက်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်သွားခဲ့တဲ့နေရာလေးတွေကကျောက်ရောင်းမြို့ကနေ အာတနိုင်း45မိနစ်နှစ်နိုင်ဝင်းကျင်လောက်နေရတယ်တောင်သေးရောင်ပါပြီပိုင်တတော်ခန့်တဲ့ပေါ့ပိုင်ထန်းတဲ့ကိုသွားခဲ့တာဖြစ်ပါတယ်အဲ့ပိုင်ထဲထဲမှာဆိုလို့ရှိရင်ဆော့ဆော့ကျွန်တော်ကြားခဲ့တဲ့အချိန်မှာဒီထင်းရက်နဲ့ပတ်သက်တဲ့အဟာရအစုံရှိတယ်နောက်ဒီဒေသတွက်အစားအစာတွေရှိတယ်ထန်းရီချူထန်းရီကငုံကြောဂျူးကြောစသဖြင့်ထမင်းစီစာဘာညာပေါ့ဗျာအဲ့ဒါတွေအစုံပေါ့မြန်မာအစားအစာအစုံရှိတယ်နောက်ဒီတို့ဒီကော်ဖီနဲ့ပတ်သက်တဲ့ခုခက်နဲ့အညီ ဆိုဆက်တဲ့ coffee တွေပေါ့ကပချီနိုတို့ဘာလို့ညာတို့အဲ့ဒါလေးလည်းရတယ်ဆိုတော့ဒီနေ့အဲ့ဒါလေးတွေကိုတွားပြီးတော့ Spain C နဲ့အဲ့ဒါလေးတွေကိုကတ်ကြည့်တာပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ Spain C Spain C ဖြည့်စင်ကဒီတစ်ခါတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်